ကမ္ဘာပေါ်လုံးအဖွဲချုပ် FIFA အတိအမှတ်ပြုအမျိုးသမီးဒိုင်လိုကြီးဖြစ်ပြီးမြမပထမအဦးဆုံး FIFA မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ကွင်းလေတိုင်းလက်ရှိဒိုင်ကောမဒီဒူဩက္ကဋ္ဌဆီယာမဒေါ်သိန်းသိန်းအေးကတော့သူရရှိထားတဲ့ဂုံပြုစုတစိတွေကိုရောင်းချပြီးငလီတန်တင့်တဲ့ဒေတာတွေကိုလှူဒန်းသွားမယ်လို့သိရပါဗျ။ဝေဝေဆက်သွယ်မေးမြန်းပေးထားပါတယ်ရှင်။အရင်ဆုံးပေါ့နော်ဒီဆီယာမစုတစိတွေလှူဒန်းမယ့်အကြောင်းလေးလည်းအဲသိစိတ်ရှင်းပြပေးပါရှင်။ဒီ AFF Referee Award ပေါ့နော်2019မှာအမှ အဲဗတ်တင်းလေးမြန်မာဆိုပြီးတော့အဲ့ဒီဟာလေးတစ်ခုပေါ့နော်အာဆီယံစုအနေနဲ့အမှရတယ်ပြီးရင်အမှယူ20 World Cup တော့အမတို့ဒီ trophy လေးတစ်ခုတစ်ပြည်လေးပါပေါ့နော်အခုစကူနာပြရတဲ့စိတ်အဲ့ဒါလေးတစ်ခုရတယ်ပေါ့နော်အပြီးလို့ရှိရင်အမ2010 EF final မှာ final ဖြစ်လေးတခုရတယ်ပြီး2017မှာလည်းဒီ final ဟိုဟာလေးတခုရတယ်ပြီးအဲမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကဒီမှာ best rookie award ဆိုပြီး2018မှာဒီတော့သိန်းသိန်းကြီးဆိုပြီးနာမည်နဲ့ပေးတာပြီးတယ်အမှထည့်ပြင်းနေပေါ့နော်ပြီးရင် ASEAN မှာရတဲ့ဒီ final award တွေကြီးရှိသေးတယ်အမှလည်းအဲ့ဒါလေးကြောင့်ပြန်ရှာအောင်မှာမို့လို့2015တို့2017တို့အဲ့လို30တို့လာမလို့အဲ့ဒါတွေရတာတွေရှိတယ်အဲ့ဒါတွေပါအမှ ပေါ်တော့ဟိုပါလေဝေးအမောက်ပို့ပြီးတော့များတည်ခြင်းနဲ့ပေါ့ဒီအမဒီဝေါ်ကတ်သွားတဲ့အတွက်အမတို့ဒီဘလုံးဖွဲ့ချုပ်ဥက္ကဋ္ဌကြီးကိုယ်တိုင်အမဟော်နာရီပဲအဝတ်ဆိုပြီးတော့လေပေးတဲ့ဟာလေးလေးရှိတယ်ပေါ့ အဲ့ဒါလေးကိုအမကဒီပြန်ပြီးတော့ရောင်းချတင်တာပေါ့သူငလူဒီတင်တဲ့ပြည်သူကြီးဆိုတာအမကအခုကမန္တလေးရှိမယ်သခိုင်းရှိမယ်ပေါ့နော်နေပြီးတော့ရှိမယ်တွားပြီးတော့မှသူကန်းတဲ့လူတွေပေါ်မှာလည်းအမနည်းနည်းပြန်စုံစမ်းမှာပေါ့ဥပမာအမကူတိုင်းကတော့မတော်နိုင်ဘူးပေါ့နော်အမရောင်းချတဲ့ဟာလေးကိုအဖွဲ့အစည်းအနေနဲ့အဲ့ကွာကလေးကအမသူကန်းမယ်လို့စိတ်ကူးတယ် အမကတော့လေအခုကတော့အမဒီ social media မှာအမတင်လိုက်ကြတော့အမဖုန်းနံပါတ်တစ်ခုပဲတင်ထားတယ်။တကယ်လို့ဆက်သွယ်မယ်ဆိုရင်တော့လောလောလတ်လတ်ဆက်သွယ်မယ်ဆိုရင်တော့အမဖုန်းနံပါတ်ဒီနဲ့ပဲဆက်သွယ်သေးပါလို့အမကအကြောင်းကြားချင်တယ်ပေါ့ညီမလေး online ရပဲဖြစ်ဖြစ် offline ရမယ်ဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးပေါ့။အခုလိုပေါ့နော်ဒီငွေရတန်တဲ့ဒီဒီလူအတွက်ပေါ့ညီမဒီကိုရထားတဲ့ကိုတမိုးထားရတဲ့စုတစိတ်တွေပြီးတော့ကိုတမိုးထားလို့ပေးထားတဲ့စုတစိတ်တွေကိုပေါ့အခုလိုရောင်းချပြီးတော့ပေါင်ဖင်းရတဲ့ခံစားချက်နဲ့ပီတိလေးကိုလည်းဝေမျှပေးပါအောင်ရှင်။ အမားတို့ဒီပစ္စည်းတွေဆိုတာအမားတို့အတွက်ဟိုဘယ်လိုဂုံရှိသွားတဲ့ဟာရှိတယ်ဟိုတိတ်ခါရရှိသွားတယ်ပြီးအမားတို့ရဲ့အလုပ်ရည်ကိုင်းတွေတိုးတက်ပြီးတော့မှအမားတို့ရဲ့ဖြည့်ချီရဲ့ကျန်နေတာကျန်နေပြီးတာဖြစ်တဲ့အတွက်ဒီပစ္စည်းတွေကအမားတို့လိုအပ်တယ်ဆိုဝင်မဲ့လေအခြားနေရာမှာဒါအမားတို့ကဟိုပို့ပြီးတော့ပန်ဖုံးနိုင်လို့ရှိရင်ဒီပစ္စည်းတွေမရှိတဲ့အမားတို့ဖြစ်တယ်အဲ့တော့များတကာတော့မှဆုံးရှုံးပြီးတဲ့ပစ္စည်းတွေဖြစ်ပြီးသွားပြီအဲ့တော့သူတို့နဲ့ဆက်ပြီးခဏအမားတို့ကခံစားရတယ်ခံစားရတဲ့ဟာကိုသူတို့ ဖော်ပြတာပေါ့နော်ဒီဟာလေးတွေရောင်းချပြီးသားတဲ့ဟာလေးကလည်းသူတို့အတွက်တဦးတယောက်ချေးစီမှာအကျုံးဝင်မယ်ပေါ့အစားတောက်ပဲဖြစ်ဖြစ်နေရဆိုင်ရတာပဲဖြစ်ဖြစ်ဒါပဲဖြစ်ဖြစ်အမားတို့ကအကျုံးဝင်နေတော့အမားတို့တော့အရန်တမ်းမှုရှိတဲ့အရာတွေဖြစ်သွားလိမ့်မယ်ဒီမှာလေး